မင်္ဂလာပါမစ်တီဆိုင်အေးတင်တဲ့အနေကျေးဇူးပါတယ်ဒီနေ့ဖြောပြမှာကစမူသီတရတီစမူသီဖြောပြမှာဖြစ်ပါတယ်တရတီစမူသီဆိုဘလန်ဒါလိုတယ်နော်စမူသီဖြောမှာဆိုဘလန်ဒါလိုတယ်ဟာကျွန်တော်တို့ဒီဒီဘလန်ဒါလေးနဲ့ဖြောပြမယ်အသွန်ဘလန်ဒါလေးโอเคအာတရတီက130 gram ထည့်မယ်အာတရတီတစ်လုံးကို change ကြည့်လိုက်မယ်ဘယ်လောက်ရှိတော့ဟောဒါ300 300ကျော်နော်ဒီတလုံးစင်နှစ်ပွဲနှစ်ခွက်ဆန်ရနော်စင်တလုံးဒါ900လမ်းတည့်ရသည်တလုံးကို900ပေးရ Okay တည့်ရသည်က130 g ထည့်မယ်ဒါတော့တည့်ရသည်ခွဲထားပြီးသား ခွေ133ပြီးတော့အချိုမကြိုက်ဘူးဆိုရင်တော့မထည့်နိုင်ဘူးဒီစိန်တလုံးကတော့ချိုတယ်နော်ဒါတော့ပြားရည်ထည့်တယ်ကျွန်တော်တို့ပြားရည်ဓာတ်ငွေတကြားရည်ထည့်လို့ရတယ်နော်တကြားရည်20မီလီတကြားရည်20မီလီထည့်တယ်အချိုမကြိုက်ဘူးဆိုရင်တော့မထည့်နိုင်ဘူး အဲ့ပြီးရွှားနှုတ်ထည့်မယ်ရွှားနှုတ်က130မီလီထည့်မယ်မအားလုံးနဲ့တရတင်းနဲ့အတူတူပဲနော်130တည်းပဲပြီးရင်တမယာသီးရှင်တမယာသီးစစ်စစ်လေးတစ်လုံးလောက်ထည့်လိုက်ပါအဲ့ဆိုရင်လုံးဝအနံ့မှုမှုလေးနဲ့ရှယ်တောက်လို့ကောင်းတယ်ကျွန်တော်ကတော့တမယာသီးအစ်စ်မရှိဘူးတမယိုသီးလေးထည့်လိုက်တမယိုသီးကတော့ အလုံးကအကြီးဆိုတော့တချမ်းဆိုရင်ရတယ်နော်အဲဒီတိုင်းကြီးပဲဆိုရင်လည်းနည်းနည်း E ရဲ့ဒီလိုတမယာလေးဒါမှမဟုတ်တမျိုးသီးလေးအချင်းလေးပါအောင်ပါတမယာဒီအစ်စ်ဆိုရင်တစ်လုံးလုံးကထည့်လိုက်ကဘာမှမဖြစ်ဘူးတစ်လုံးလုံးထည့်လို့ရအတော်ပဲပြီးတော့လာကျွန်တော်ဒီအခွန်ဝါးစားတာကြိုက်တဲ့လူတွေဆိုရင်ဒီအခွန်လေးပါ မင်းနဲ့တော့ဒါလေးနဲ့ CV ထည့်လို့ရတယ်အဲ့ဆိုရင်တက်ဒီကအီရဲ့အရသာလေးကဒီကမှုမှုလေးနဲ့ခါခါလေးဒါလေးလိုလေးမင်းနဲ့လေးတော့ထည့်လိုက်ဒါဒါသွားနဲ့ကြိတ်လိုက်တာဆိုတော့ဒါလေးကအဖက်ဖက်လေးတိတိလေးဖြစ်သွားဝါလို့ကောင်းတယ်တောက်တဲ့ခါကျရင်ဒါလေးဝိုင်းတဲ့တက်ဒီဖြော်ကြီးလေးတောက်ရင်းနဲ့ရသာလေးကတော့မိုက်ရဲ့ပြီးရင်တော့ရေခဲထည့်မယ်ရေခဲတော့ ဒီကိရတော့ဒီခွတ်တဝက်လောက်ပါနော်ခွတ်တဝက်လောက်အဲ့တော့ဘလန်ဒါတိတိလေးဆိုတော့ရေခဲတော့ကိုအကြည့်လေးတွေရှာပြီးထည့်တယ်နော်ခင်ဗျာလို့လေးလေးချာကြအောင်ပိတ် Desai so kerana simple desai so kan? အစိမ်းတော့ရပါပြီ planner auto ရက်သွားပြန်နော်အစိမ်းရပြီဆိုလို့ auto ရက်သွားတာတော့မသိဘူးဒီ planner လေးကဝဲထားတာမကြိုက်သေးဘူးခုမှစမ်းသုံးရင်းနဲ့ဖြော့ပြအောင်နော်ခိုင်းဖြော့လာတော့ auto မရက်ပါဘူးကော့ကိုရက်ခုတော့တက်သူရက်သွားတယ်တက်သူရက်သွားပြီဆိုတော့ရတော့ပါအားတစ်ခါတွန်းထားလို့ရှိရင် ဟိုလောက်ဆဲကလောက်တော့ဖြုတ်လို့ရမယ်ရှင်အဲဒီနေ့မှဒါအားတစ်ခါပြန်သွန်းချာမှာနော်အိုးအရင်ရောက်ကအာဆဲကလောက်ဖြုတ်ပြီးသွားပြီခေပြင်းတော့လိုမျိုး900မီလီခေါလေးလေးထည့်လို့ရတယ်ဒီမှာပြပြနှစ်နှစ်ဒီလုံးဝရှယ်ပဲဒီခေါက်ကသူက 400 ml ပဲဆက်နော်ဒီ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 ဖြော်ရဲခွက်ကနော်သူဒီ blender မှာပေးမှာပေးမှာစားလိုက်ပါတယ်စားပဲပြောင်းရမယ်သူသူကသူကဒီ blender တည်းရဲ့ဒီလိုလေးဒီမှာနော်ဒီရက်နေအော်ဒီရက်နေအပေါက်လေးနဲ့ပိုက်လေးထိုးပြီးတော့တောက်လို့လည်းရတယ်ဆိုတော့ခွက်တည်းပြောင်းထည့်တယ်မလို့ဒီလိုလေးอืมဒီမှာတောက်တဲ့ဟာလေးပါ ဲ့ရနေတောက်လို့လေရကျွန်တော်တို့အဲ့လိုမျိုးမှတောက်အောင်ဒီကနေခေါင်းပြီးဖောင်ပေါ်လေးထည့်လိုက်အာဘလန်းအဝဲတဲ့ခါပိုက်တွေရောပါပြီလားဒီဘလန်းလေးက5000 6000အဲ့လောက်ဝင်ကျင်တော့ရှိတယ် โอเคถ้าเซ็นတော့ရပါပြီတည့်တီးစမူသီတစ်ခွက်ရပါပြီဟောဒီမှာစိန်တစ်လုံးโอเคဒီလိုမျိုးလေးကိုအိမ်မှာပဲဖြစ်ဖြစ်စိုင်မှာဖြောင်းရောင်းမယ်ဆိုလဲဒါရောင်းလို့ရတဲ့အနေအထားမှာရှိတယ်အာဘလောက်ကုန်မလဲတော့ကော့ကိုတွက်ပေါ့เนาะကော့ကိုတွက်ပြီးတော့အစင်မြေမဲ့ဒင်းနဲ့ရောင်းလို့ရပါတယ်โอเคဒါကတော့တည့်တီးစမူသီဖြောင်းလေးဖြစ်ပါတယ်